စ်ခင်းစားပါတော့မိဘပြည်သူညီကိုမွန်မများအလုံးပဲမင်္ဂလာပေါင်းနဲ့ပြေဆုံးကြပါစေရှင်မိဘပြည်သူများရှင်ဒီကနေ့ Small Sky နဲ့ဖွဲ့သားရောက်ရှိနေတဲ့နေရာကတော့မွန်ပြည်နယ်မော်လမြိုင်မြို့မှာရှိတဲ့ဈေးကျဆန်းတန်းကျောင်းကိုရောက်ရှိနေရပဲဖြစ်ပါတယ်ရှင် ။မှတ်ပြီးသမျှရှင်ဒီနေ့မှဆိုရင်တော့ဈေးကြိုဆန်တဲ့ကြောင်းမှာကျေးဇူးတော်ရှင်အဘိဓဇာအကမာတတမဇောတိကတာမြတ်တောင်ဆရာတော်ဘုရားကြီးရဲ့၁၇နှစ်ပြည့်နှစ်ပတ်လည်ပူဇော်ပွဲကိုကျင်းပပြုလုပ်နေပါတယ်ရှင်။ဒီကြောင်းနဲ့ပတ်သက်တဲ့မြင့်ဝေးပုံရိပ်များအောင်လည်းမိဘပြည်သူများသိရှိစေနိုင်ဖို့အတွက်ကျွန်မ Sky နဲ့ဖွဲ့သားများကရိုက်ကူးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ဗာဗီဒီယန်ရှင်အခမ်းအနားကိုနမောတတ္တ၃ချိန်ရွတ်ဆိုဖျားခဲ့တော့ပြီးတော့ဖွင့်လေးခဲ့ပါရဲ့ရှင်။ အိမ်တော်မှာတော့ကြောက်ရောက်လာတဲ့အပြိတ္တပေါင်းတို့ကလည်းဆရာတော်ဘုရားကြီးထံမှာ၅ပါးသီလကိုခံယူစောင့်တည်ခဲ့ပါရဲ့ရှင်။ဆလဘီတန်ဃာတော်အရှင်သူမြတ်တို့ကလည်းပြည့်တရားတော်များရုတ်ဖတ်တရစေခဲ့ပါရဲ့ရှင်။အိမ်နောက်မှာတော့အလှူရှင်များကလည်း ဆရာတော်တန်ကတော့အရှင်သူမြတ်တို့အားလူဝဲပစ္စည်းများဆက်ကပ်လှူဒန်းခဲ့ပါတယ်ရှင်ဆလဘီဆရာတော်ဖျားကြီးတံမှာအမှုဘောဒနာတရားနာကြားခဲ့ပြီးတော့လူရဲမှုစုစုတို့တွင်ရေးဆက်သွင်းချအမျှပေးဝေခဲ့ပါတယ်ရှင် အိမ်တော်မှာတော့အခမ်းအနားကိုဗုဒ္ဓသာသနာစေရန်သိတ္တုသုံးကျင်ရွဆိုဖျားကြတော့ပြီးတော့အောင်မြင်စွာရုပ်သိမ်းနေပါတယ်ရှင်ဒီနေ့ကျင်းပါတော့အဓိကတော့အမိတစားအကမှာတရမဇောဓိကတာမြတ်တော်ဆရာတော်ပြည့်တဲ့ဆရာသခင်ကြီးဥရှင်ကြီးဘောဝနန္ဒန်ဆံမြန်းနာ၁၇နှစ်ပြည့်တဲ့အထိမ်မှဖြစ်ပါတယ်။အဲ့ဒီအထိမ်မှနဲ့တွေ့ပြီးကလာ အထမ်းဒေသနာကျမ်းစွေစာကိုလည်း၄ည၅ညတင်တင်ရုပ်ပတ်ပူဇော်ခြင်းဖြစ်အဲ့ဒီပူဇော်ပြီးတော့တပြည့်ပေါင်းကလည်းအဲ့ဒီဆရာတော်ဘုရားကြီးရဲ့နှစ်ပတ်လည်းပထမအောင်ပွဲမှာဘုန်းကြီးကိုတိတ်ခါထပ်ပြီးတော့တိမ်ထပ်ပြီးတော့တိမ်စွန်းလောင်းနှုခြင်းဒီရွယ်ချက်ပဲဖြစ်ပါတယ်အခုလည်းဒီနေ့လည်းဘုန်းကြီးတို့ဒီတံမြတ်တော်ဆရာတော်ဘုရားကြီးကိုဥဒိတ်ပန်စီပြီးတော့ပြည်တော်တဲ့ပွဲပြည်လို့အဓိကဆရာတော်ဘုရားကြီးကိုပဲဥဒိတ်ထားပြီးလူတန်းနဲ့ပွဲကြီးဖြစ်ပါတယ်ဒါဒီမှာကဒီအဲ့ဒီမှာပဋ္ဌာန်းသေသနာကျမ်းစွေစာပြည့်ပူဇော်တယ်ယခုပြည့်လို့ခဲ့တာဟာတံမြတ်တော်ဆရာတော်ဘုရားကြီး ဝဝနန္ဒဆံမြန်းနဲ့7နှစ်တိုင်တိုင်အချိန်ကာလမှာအားလို့အကြောင်းပြုပြီးတော့ယနေ့ဆိုရင်7နှစ်ပြည့်ခဲ့ပါပြီဆရာတော်ပြည့်ရုပ်ပူဇော်ပွဲပေါ့နော်နေဘုန်းကြီးတို့ကျောင်းတိုင်နဲ့တက်တန်းမှာတော့24နှစ်တိုင်တိုင်ဝင်းနေတဲ့ပဋ္ဌာန်းဘုရားလည်းပူဇော်ခဲ့ပါတယ်ဆရာတော်ပြည့်ရုပ်ဥဒိတ်ထားတော့7နှစ်ရှိခဲ့ပါပြီနော်မွန်ရမြမှာရှိတဲ့ဆရာတော်ကြီးများအမှုထားတဲ့ဒီအဂမပန္ဒာရှိမြုံလင်းဆရာတော်အဂမမန္ဒီတာဝိသုဒ္ဓရာမကျောင်းဆရာတော်ပြည့်ကြီးတွေအမှုထားတဲ့အဂမပန္ဒာနောက်မကျောင်းဆရာတော်အမှုထားတဲ့ဆရာတော်ပြည့်ကြီးတွေအပြင် ကင်ပြည်နယ်ကမဲပုံဆရာတော်တို့ဇွဲကမင်းဆရာတော်တို့တာမရတောင်ကဆရာတော်တွေဓာရီမကတေဦးအားလုံးရက်ဝေရက်နီရန်ကုန်လူတော်ပြည်ဓမ္မဆရာတက္ကမရှိတဲ့ဆရာတော်တွေရက်ဝေရက်နီရဲ့ဆရာတော်တန်ကတော့အပါ၉၀ကိုနှစ်စဉ်နှစ်တိုင်းပဲဒီလိုပဲပူဇော်ပွဲကြီးကျင်းပပါတယ်အခုလိုဒဂရမများအနေနဲ့ဒီခုလိုလှူဒန်းပေးကမ်းကြတဲ့အတွက်ကြောင့်ပြစ်စုံပံမှာလည်းလောကီလောကီစီးပွားရေးတနာတွေ အာလှဆတ်တဲ့သူဒီလာကဲတိုးတဲ့တဲ့အနာယောဂကင်းစင်းပြီးတော့ကိုစိတ်နှပြချမ်းမချမ်းသာပြီးကလာမိတို့အလိုရှိတဲ့စုတုစုမြိုက်ပြည့်စုံနေနောက်အနာဂတ်မှာလည်းအလိုရှိရတဲ့လူနဲ့ချမ်းသာတယ်မကနိဗ္ဗာန်ချမ်းသာတယ်မျက်မှောက်ပြနိုင်ကြပါလေဒီကနေ့လို့ကြည်တော်ရှင်သာမ ्या တောင်ရှိရတော့မြတ်ရဲ့နှစ်ပတ်လည်ပွဲကိုအကြောင်းပြုတော့ပြီလို့တဲ့အတွက်ကြောင့်လောကမှာအာလို့အသက်ရှိခြင်းဆိုတာမမြဲဘူးအေးတည်ခြင်းသာမြဲတဲ့ မြတ်စွာလောကမှာသီလကိုတမာတိကိုပညာကိုအတုမရှိတဲ့မြတ်စွာဘုရားတော်မှာပရိနိဗ္ဗာန်ဆံရဒါကတော့ဘုရင်တို့မလူမှမမြင်ခဲ့ရဘူးတကယ်တကယ်လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကပရိနိဗ္ဗာန်ဆံခဲ့တယ်လောကမှာဘုရင်တို့သာသနာနောက်ပြားမှာတော့ကြီးတော်ရှင်တာမရတောင်ရှိရတော်အများကြီးဟာသီလကုံတမာတိကုံပညာကုံမေတ္တာကုံကြီးမှပြီးတော့မြန်မာပြည်မကကဘာမှာတင်ရှားတဲ့ရှိရတော်ကြီးဒီရှိရတော်ဘုရားကြီးတော်မှာ အားလုံးတက်တော်94နှစ်ရောက်တဲ့အခါမှာဘဝနန္ဒန်ဆံမြရာတဲ့ကြောင့်ဒီဆရာတော်ဘုရားကြီးတွေဂုံတော်အနန္တကတော့ကကဘာမြတီးနေတယ်အသက်အပြည့်တရားတန်းမှာတော့တရားပင်နေရအလွန်ဆုံးတရားပင်နေရပါတော့လေဆရာတော်ဘုရားကြီးတွေဂုံကအသက်တရားမပြောနဲ့ဤကဘာအလုံးတီးနေတဲ့တဲ့ကြောင့်ကြာလဲမမေ့ရှာလဲမတွေ့ငါလဲတနည်းတဲ့ဆရာတော်ဘုရားကြီးတွေဂုံပုတ်ကကြာတော့လေမတော်မမေ့ရှာမယ်ဆိုရင်တော့ခန္ဓာကိုယ်အသက်ခန္ဓာကိုယ်တရားကြီးခန္ဓာကိုယ်ကြီးကတော့မရှိတော့ဘူး ငါလည်းတနေ့ဤကဲ့သို့ပဲတည်ကြမေရမို့ကြာလဲမမေရှာလဲမတွေ့ငါလည်းတနေ့ဆိုတဲ့အတိုင်းကြီးတော်ရှင်ပြီးတစအကမှာတတမဇောဒီကတာမြတ်တောင်ရှာတော်ပြေ17နှစ်မြောက်နှစ်မလဲခန္ဓာမှာပြီးလို့ရတဲ့ကုသိုလ်ပွဲကြီးဟာရှာတော်ပြည့်ကိုပူဇော်တယ်ဒါရီမကတိတနေ့တနေ့ချင်းချင်းမှာသူဘုန်းကြီးတို့မွေးနေ့ရှင်ပြည့်တဲ့အလူရှင်ပြည့်တဲ့ဘုန်းတို့ကိုယ်တိုင်လည်းတနေ့တည်ကြမေမတည်ခင်လေးမှာမိမိတို့ရဲ့အမျိုးပါတာတာသနာရဲ့အချိုးနိုင်ငံတော်ရဲ့အချိုး အားလုံးစီပင်ပြန်ပြောဖို့အရေးထမ်းဆောင်သွားဖို့ဘုန်းကြီးအားလုံးပေါ်မှာတတိပေးခြင်းနဲ့အမြင့်တရားခံခြင်းနဲ့မြတ်စွာဘုရားရဲ့သာသနာတည်တံ့မှုအရေးအားလုံးရမ်းရှိလူတွေအမျိုးပါသာသာသနာကိုစောက်တင်းသောအပြင်မိမိအသက်ထင်ရှားရှိတဲ့အချိန်မှာမသေးခင်လေးမှာမိမိတို့ပြုတင်ပြုတိုက်တဲ့ကုသိုလ်ကောင်းမှုတွေဒါနမှုသီလမှုဘာဝနာမှုအားလုံးတို့ကိုတက်ဆွမ်းသမျှပြုလုပ်ပြီးတော့ မျိုးပါသာသာသနာ့အကျိုးကိုစွတ်စွတ်တမန်နိုင်ငံတော်ရဲ့အကျိုးစွတ်စွတ်တမန်ထမ်းဆောင်နိုင်ပြီးကလာနိဗ္ဗာန်တည်းမျက်မှောက်ပြနိုင်ရပါစေလို့ဝေဩဝါဒပေးချင်ပါတယ်။ဒီပါပြည်သူများရှင်ဆရာတော်တန်ကတော့အရှင်သူမြတ်တို့အားအလှရှင်များကလည်းလူဝဲပစ္စည်းများလှူဒန်းခဲ့ကြပါရဲ့ရှင်။ကမ္ဘာဆရာတော်နှစ်ပတ်လည် 17နှစ်ပြည့်ကုသိုလ်ပွဲမှာစသီးသုံးခုလာရောက်လှူဒါန်းတယ်နောက်ပြီးတော့ဝတ္ထုငွေလာရောက်လှူဒါန်းပါတယ်အများတိုင်းတော့ဘယ်လိုပြောမလဲမလှူဖြစ်ပေမဲ့ဝါဝါရင်ဝါရင်ကာလာမှာဆိုရင်ဆရာတော်တရားစခန်းဖွေတယ်အဲ့ခါကျရင်တရက်ပေါ့နော်ဟိုတရားကိုရည်စူးပြီးတော့ လူတန်းဖြစ်ပါတယ်နှစ်နှစ်စီပြီမနှစ်ကတစ်နှစ်နဲ့ဒီနှစ်တစ်နှစ်မနှစ်ကလည်းထူးခြားတယ်ဒီနှစ်လည်းထူးခြားတယ်လူတွေလည်းစီကားတယ်အလှူစင်တွေလည်းစီကားတယ်နောက်ဒီနှစ်ဆိုရင်ထူးထူးခြားခြားပါဟိုဆရာတော်ဟိုမှာဖရာဆွေတော်ဖရာမျိုးပေါ့နော်ဖရာစီးဒီအဆူတေးသေးလေးတွေကိုဒီဟိုစပြန်ပြီးတော့ပြုတ်ပြင်တော့ဟုတ်ကဲ့ န်ရှင်ဒီကနေ့ကျွန်မစကိုင်းနက်ဖွဲ့သားတွေရိုက်ကူးတင်ဆက်ပေးခဲ့တာကတော့မွန်ပြည်နယ်မော်လမြိုင်မြို့မှာရှိတဲ့ဈေးကြိုစံတန်းကျောင်းမှာကျင်းပပြုလုပ်တဲ့ကျေးဇူးတော်ရှင်အပိတစာအကမဟာတတမဇောတိကတာမြတ်တောင်ဆရာတော်ဖျားကြီးရဲ့၁၇နှစ်ပြည့်နှစ်ပတ်လည်ပူဇော်ပွဲကြောင်းကိုရိုက်ကူးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ချစ်ကလေးစားအပါတော်မိဘအပြည်သူညီကိုမော်လမများအလုံးလဲဘာသာသာသနာကျိုးကိုစတဲ့တဘိုးတဲဘိုးဆောင်ရွက်နိုင်တော်သူများဖြစ်ကြပါစေလို့လဲဆုမွန်ကောင်းတောင်းမိလိုက်ရပါတယ်ရှင်အားလုံးကိုကျေးဇူးထူပဲတင်ရှိပါတယ်ရှင်